ဘောလုံးလောကရဲ့အကောင်းဆုံးနည်းပြမန်ချက်စတာယူနိုက်တက်ရဲ့ရွှေခေတ်ကိုဖော်ဆောင်ပေးခဲ့သူပွဲမပြီးသေးရွေးမရှုံးမှုဆိုတဲ့စိတ်သက်ကိုကစားသမားတွေနဲ့ပရိသတ်တွေစိတ်ထဲကိုရိုက်သွင်းပေးနိုင်ခဲ့သူအဲ့ဒီနည်းပြကတော့မန်ချက်စတာပရိသတ်တွေရဲ့အချစ်တော်အခြားပြိုင်ဘက်အသင်းတွေရဲ့လေးစားရာဆာအလက်ဖာဂူဆန်ပဲဖြစ်ပါတယ်ဆာအလက်ဖာဂူဆန်ကိုဘောလုံးဝါသနာရှင်ပရိသတ်တော်တော်များများကသမိုင်းတစ်လျှောက်အကောင်းဆုံးနည်းပြတစ်ယောက်အဖြစ်သတ်မှတ်ထားကြပါတယ်ဖာဂူဆန်ကတော့ဘောလုံးကစားသမားဘဝမှာအခြားကစားသမားများဖြစ်တဲ့ပီလီမာရာဒိုနာတို့လိုအောင်မြင်မှုအများအပြားမရရှိခဲ့ပေမဲ့နည်းပြဘဝမှာတော့မန်ချက်စတာ United အသင်းနဲ့အတူဘယ်နီးပြမှမရရှိခဲ့ဘူးတဲ့အောင်ပွဲမျိုးကိုသိမ်းပိုက်နိုင်ခဲ့တဲ့နီးပြတစ်ယောက်လည်းဖြစ်ပါတယ်။ Ferguson က Manchester United အသင်းကို26နှစ်ကြာကင်တွယ်ခဲ့ပြီးတော့ England Premier League တွင်တာမကကမ္ဘာအကောင်းဆုံးအသင်းတစ်သင်းဖြစ်အောင်ဖော်ဆောင်ရာတွင်လည်းအဓိကအခင်အားကျတဲ့နီးပြတစ်ယောက်လည်းဖြစ်ပါတယ်။ Sir Alex Ferguson ကို1942ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ Ferguson ဟာအသက်32နှစ်အရွယ်မှာပဲသူ့ရဲ့နီးပြဘဝစတင်ခဲ့ပြီးတော့1924ခုနှစ်ဇွန်လမှာတော့အရှိ Starling Ranger အသင်းကိုစတင်ကင်တွယ်ခဲ့ပါတယ်။ Ferguson က နီးပြဘဝအစတည်းကစီကံတင်းကျက်သူတယောက်လည်းဖြစ်ပါတယ်။နောက်လေးလအကြာတွင်စိတ်မယ်ရီအသင်းနဲ့အခြားအသင်းတော်တော်များများကနီးပြအဖြစ်တာဝန်ထမ်းဆောင်ပေးရန်တောင်းဆိုခဲ့ပါတယ်။ဖာဂူဆန်ကစိတ်မာရီအသင်းကို1984ခုနှစ်မှ1988ခုနှစ်အထိကာကွယ်ခဲ့ပြီးတော့ဖာဂူဆန်လက်ထက်မှာစိတ်မာရီအသင်းကဒုတိယဒဏ်ဇယားအလယ်မှပထမဒဏ်အမှတ်ပေးချန်ပီယံဖလားကိုပါသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဖာဂူဆန်ကအသင်းကိုလူငယ်ကစားသမားအများအပြားနဲ့ဖွဲ့စည်းပြီးတိုက်စစ်အသားပေးကစားတဲ့အသင်းတစ်သင်းအဖြစ်ဖာဂူဆန်ကပြောင်းလဲခဲ့ပါတယ်။ဖာဂူဆန်ဥဆောင်တဲ့စိတ်မယ်ရီအသင်းမှာ လူငယ်ကစားသမားအများအပြားနဲ့ First Dimension Champion Flag ကိုတင်ပိုက်ရရှိခဲ့ပါတယ်1988ခုနှစ်မှာ Sale Ferguson ကိုစိတ်မာရီအတင်းကနေပြီးတော့ထုတ်ပယ်ခဲ့ပါတယ်စိတ်မာရီအတင်းက Ferguson ကိုထုတ်ပယ်မှုတဲ့တင်းတဲ့သောအတင်းလည်းဖြစ်ပါတယ် Sale Ferguson က1988ခုနှစ်ဇွန်လမှာတော့ Scotland ပထမတန်းအတင်းတင်းဖြစ်တဲ့အဘာဒင်းအတင်းကိုပြောင်းလဲကင်တွေခဲ့ပါတယ်အဘာဒင်းအတင်းက Scotland ကလပ်မှာအတင်းကြီးတင်းဖြစ်ပေမဲ့လည်းစူပလာအောင်မြင်မှုအနေနဲ့ဆိုရင်1995ခုနှစ်ကရရှိခဲ့တဲ့ Livla တစ်ကြိမ်သာရရှိခဲ့တာပဲဖြစ်ပါတယ် ယ်ဖာကူဆန်ရဲ့အဘာဒင်းအသင်းမှာစစချင်းယာတီများမှာတော့စကော့တလန်လီဖလာတွေကနေပြီးဝေးကွာခဲ့ရပါတယ်ဖာကူဆန်ကသူ့ရဲ့အဘာဒင်းအသင်းကိုစီးကန်းတကြထိန်းချုပ်ပြီး1982ခုနဲ့1983ယာတီတွင်အရင်ယာတီတွေထက်ပိုမိုအောင်မြင်အောင်ကင်တွယ်နိုင်ခဲ့ပါတယ်စကော့တလန်လီကိုလည်းသိမ်းပိုက်နိုင်ခဲ့ပြီးဥရောပစူပါဖလာဝင်းနာကတ်ဖလာပွဲစဉ်ဖြစ်တဲ့ဆီမီဖိုင်နယ်ပွဲစဉ်မှာတော့ဥရောပအသင်းကြီးတစ်သင်းဖြစ်တဲ့ဘိုင်အမျိုးနဲ့အသင်းကိုမထင်မှတ်ထားလောက်တဲ့အခြေအနေကနေအနိုင်ယူပြီးဖိုင်နယ်ကိုရောက်ရှိခဲ့ပါတယ်ဖိုင်နယ်ပွဲစဉ်မှာလည်းရီယယ်မက်ဒရစ်အသင်းနဲ့ရင်ဆိုင်ခဲ့ရပြီးတော့ နှစ်ကိုးတကိုးနဲ့အနိုင်ယူကဥရောပစူပါဖလာဝင်းနာကတ်ကိုစွကူးခဲ့ပြီးဖာဂူဆန်ကသူ့ရဲ့နီးပြအရည်အသွေးဘလောက်ရှိကြောင်းကိုဥရောပအသင်းများကိုပြသခဲ့ပါတယ်။ဆိုင်လက်ဖာဂူဆန်ကအပါရင်အသင်းနဲ့အတူစကော့တလန်ပရီးမီးယားလိဌာနကွဲဖလာ၃ချိန်စကော့တလန်ဖလာ၄ချိန်စကော့တလန်လီဖလာ၁ချိန်ဥရောပဖလာဝင်းနာကတ်၁ချိန်ဥရောပစူပါဖလာ၁ချိန်စတဲ့စူဖလာအောင်မြင်မှုများကိုဆိုင်လက်ဖာဂူဆန်ကအပါတင်းအသင်းကို၈နှစ်တာကင်တွယ်ပြီးစူဖလာများစွာကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။၁၉၈၆ခုနှစ်အောက်တိုဘာမှာမန်ယူအသင်းရဲ့နီးပြ ာဖြစ်တဲ့အဆင်ကအတင်းမှထုတ်ပယ်ခံရပြီးတဲ့နောက်မန်ချက်စတာယူနိုက်တက်အတင်းကဆာယလန်ဖာဂူဆန်ကိုအတင်းရဲ့နီးပြအဖြစ်ခန့်အပ်ခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်ရဲ့အောင်မြင်မှုလမ်းကြောင်းတွေကိုဖော်ဆောင်ပေးမဲ့နီးပြမန်ချက်စတာယူနိုက်တက်အတင်းရဲ့ရွှေခေတ်ကိုဖော်ဆောင်ပေးမဲ့ပဲ့ကန်ရှင်ကမ္ဘာဘောလုံးလောကရဲ့အကောင်းဆုံးနဲ့အအောင်မြင်ဆုံးနီးပြစတဲ့ဂုံပုတ်တွေနဲ့ပြည်စုံလာမဲ့ဆာယလန်ဖာဂူဆန်ကို1986ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာမန်ချက်စတာယူနိုက်တက်အတင်းကခေါ်ယူနိုင်ခဲ့ပါတယ်ဖာဂူဆန်ကရအောင်ချင်းရာသီတွေမှာအတင်းကိုစနစ်တကျနဲ့ဖြည်းဖြည်းချင်းတိစောက်ခဲ့ပြီးအတင်းတိုင်းကြောက်ရတဲ့အတင်း တသိန်းဖြစ်အောင်ဖန်တီးခဲ့ပါတယ်1989 1990ခုနှစ်မှာ FA ဖလားကို Ferguson လက်ထက်မှာပထမဆုံးစူပလားအဖြစ်သိမ်းပိုင်နိုင်ခဲ့ပါတယ် Ferguson ကင်တွယ်ခဲ့တဲ့ Manchester United အသင်းကတော့အစပိုင်းမှာအဆင်မပြေဖြစ်ခဲ့ရပြီး1990 1991ခုနှစ်ကစပြီး Man U အသင်းရဲ့ခြေစွမ်းကတိတိတတ်တာတိုးတက်လာခဲ့ပါတယ် Manchester United အသင်းကစပိန်ချန်ပီယံအသင်းဖြစ်တဲ့ Barcelona ကို2ဂိုးတဂိုးအဖြစ်နိုင်ယူကဥရောပဖလားဝင်းနာကက်ကိုစုကူးခဲ့ပြီး Manchester United ရဲ့ပထမဆုံးသောဥရောပဖလားကို Ferguson ကယူဆောင်လာပြီး ေးခဲ့ပါတယ်1990နဲ့1993ရာသီရဲ့တနစ်တာအကောင်းဆုံးနီးပြအဖြစ်လဲရွေးချယ်ခံခဲ့ရပါတယ်ဖာဂူဆန်ရဲ့မန်ချက်စတာယူနိုက်တက်အသင်းကတနစ်ထက်တနစ်ပိုမိုကောင်းမွန်လာခဲ့ပါတယ်မန်ယူအသင်းကိုဖာဂူဆန်ကကောင်းကောင်းကြီးပြင်ဆင်လာခဲ့ပြီးတော့ပက်ဂျီဆန်ရိုင်ယန်ကေရိန်ရွန်နီခရစ်စတီယန်တို့လိုကမ္ဘာအကောင်းဆုံးခံစစ်အတွဲကိုလည်းအသင်းရဲ့ခံစစ်အတွက်အုံမြင့်ချကစူပလားများစွာကိုသိမ်းပိုက်ခဲ့ပြီးမန်ချက်စတာယူနိုက်တက်အသင်းရဲ့ရွှေရောင်တစ်ခစ်ကိုလည်းပေါ်ဆောင်ပေးနိုင်ခဲ့ပါတယ်ရိုနယ်ဒိုလိုကစားသမားမျိုးကိုလည်းမွေးထုတ်ပေးခဲ့ပါတယ်ဖာဂူဆန်ကအသင်းသားများကိုအသင်းပေါ်ချစ်တဲ့ ဲ့စိတ်အနိုင်မခံအရှုံးမပေးလိုတဲ့စိတ်စတာတွေကိုကစားသမားများစိတ်နှလုံးသားထဲမှာရိုက်သွင်းပေးခဲ့ပြီးတော့သူ့ရဲ့မန်ယူအသင်းကိုပုံမို့တိုးတက်စေခဲ့ပါတယ်ဖာဂူဆန်ကအင်္ဂလန်ရဲ့ထိတ်တန်းအမှတ်ပေးဖလားကို73ချိန်ထိစုကူးပေးနိုင်ခဲ့ပါတယ်အင်္ဂလန်တမိုင်းတစ်လျှောက်လီဗလာ3ချိန်ဆက်စုကူးပေးနိုင်တဲ့ပထမဆုံးနီးပြလည်းဖြစ်လာခဲ့ပါတယ်ဖာဂူဆန်ကတနစ်တာအကောင်းဆုံးနီးပြစု10စုတလတ်တာအကောင်းဆုံးနီးပြစု28စုတို့ကိုလည်းရရှိခဲ့ပါတယ်စာရလက်ဖာဂူဆန်ဟာမန်ချက်စတာယူနိုက်တက်အသင်းကို26နှစ်ကိုင်တွယ်ခဲ့ပြီးတော့ပရီးမီးယားလိဗလာ7ချိန် FA ဗလာ9ချိန်ဘောလ လုံးလီဗလာ၄ချိန် FA Community တိုင်း၁၀ချိန် Champion League ၂ချိန်နောက်တစ်ခစ်ကိုပေါ်ဆောင်ပေးသွားခဲ့တဲ့ Sael Ferguson ရဲ့အကြောင်းပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ကြီးစုပေးတဲ့တူးတူးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်။